ားလုံးပဲမင်္ဂလာပါကျွန်မကတော့ကလေးတူကုဆရာဝန်ဒေါက်တာစုဝင်နေဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ growing pain လို့ခေါ်တယ်ပေါ့နော်ကလေးတွေကြီးထွားဖွံ့ဖြိုးတဲ့အချိန်မှာဆိုလို့ရှိရင်နာကျင်ကြိုက်ခဲခြင်းဝေဒနာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ growing pain ပေါ့နော်ကလေးတွေအဲကြီးထွားဖွံ့ဖြိုးတဲ့အချိန်မှာနာကျင်မှုဝေဒီဝေဒနာကိုခံစားရတာကဆိုလို့ရှိရင်ပေါ့နော်အသက်၃နှစ်ကနေ၁၂နှစ်အတွင်းမှာအဖြစ်များတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အယိုး ကြီးထွားဖွင့်ပြောတာမဟုတ်ဘောเนาะတကယ်တော့သူကအဲကလေးတွေရယ်ဘောเนาะစက်သားတွေဆွဲဆန့်ထားသလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားရတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘောเนาะကလေးတွေရယ်ကိုခနာဖဲအစိတ်ပိုင်းနေမှာဘောเนาะအဲဒီလိုမျိုးကြိုက်ခဲတဲ့စက်သားတွေနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားရလဲဘောเนาะအဲဟိုဘောနော်အဓိကကတော့အဲ့ဒီဘောနော်ခြေတလုံးကြွက်သားတွေနဲ့ဒီပေါင်အရှိတ်ပိုင်းမှာရှိတဲ့ကြွက်သားတွေရာဆိုလို့ရှိရင် and သူကနာကျင်ခိုက်ခဲ့တဲ့ဝိညာဉ်ကိုအများဆုံးခံစားရရပေါ့နော်ဒီလိုမျိုးအဲ့ဒီဒူးစစ်တို့အခြေချင်းဝတ်တို့အစစ်မြစ်တွေနေရာမှာနာတာမျိုးမဟုတ်ဘောเนาะထူးခြားတဲ့ခုကသူ့မှာနာလို့ရှင်ဘောเนาะတပြိုင်နဲ့နှစ်ဖက်စလုံးအဲ့လိုမျိုးနာလေးရှိရဘောเนาะအဲ့ဒါဆိုလို့ရှင်ဘောเนาะဒီလိုမျိုးစက်သားတွေနာကျင်တာဘောเนาะခလေးတွေကဘယ်ချိန်ဒီမှာခံစားရလိမ့်ရှိလဲဘောเนาะအဲ့ဒီဟိုဟွာဘောเนาะအများသောအားဖြင့်ညနေပိုင်းနဲ့ အဲ့ဒီညာအိတ်ခံနေအချိန်ဒီမှာဆိုလို့ရှိရင်အများဆုံးဖြစ်တယ်ပေါ့နော်တခါနာလို့ရှိရင်ပေါ့နော်သူကတခါနာလို့ရှိရင်မနေ့20ကနေတနိုင်လောက်ထိကြာနိုင်တယ်ပေါ့နော်တချို့ကလေးတွေဆိုလို့ရှိရင်ညာဘက်အိတ်ရနိုးတဲ့အထိတောင်ပေါ့နော်အញ្ញမ်းနာလို့လို့အဲ့လိုမျိုးနိုးနိုးနေတတ်တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုး growing pain ကပါကြောက်ဖြစ်ရတာလေပေါ့နော်အကြောင်းရင်းကကြတော့ပေါ့နော်အတိအကျတော့မသိသေးပေမဲ့ပေါ့နော်ပညာရှင်တွေဆိုကြတာကကြတော့ ဒီဟိုပါတော့ကလေးရာတနေ့တာအဲ့လိုမျိုးလှုပ်ရှားဖောက်ကစားတာများပြီးတော့ဒီကြွက်သားတွေကိုအသုံးပြုတဲ့အပြောအသုံးပြုမှုများတာနေပေါ့နော်ဆက်ဆက်မှုရှိရလို့ယူဆကြရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးဒီလိုမျိုးပေါ့နော်ကလေးရာဒီလိုမျိုးနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားရပြီဆိုလို့ရှိရင်အိမ်မှာဘာတွေလုပ်လို့ရလဲပေါ့နော် ီ growing pain ဆိုတာကတော့ဟိုဟာအန်လျယ်မရှိဘူးစိုးရိမ်စရာမရှိဘူးအဲ့ဒါကြောင့်မို့အိမ်မှာပေါ့နော်ဒီလိုမျိုးကလေးကဒီလိုနာနေပြီဆိုလို့ရှိရင်ဒီကြက်သားနာနေရဲ့ကြက်သားလေးကိုအဲပြပြလေးညှစ်ပေးရမျိုးပြီးလို့ရှိရင်ညင်းတတာလေးနှိမ့်နေပေးရမျိုးလုပ်ပေးလို့ရတယ်ပြီးတဲ့အခါကျတော့ရင်နွေးအိတ်လေးပေါ့နော်နာလင်းနာနေရဲ့နေရာလေးကိုကတ်ပေးကတ်ပေးလို့ရတယ်ပေါ့နော်ဒီခင်ပိုင်းမှာ stretching exercise လို့ခေါ်ရဲအဲ့ဒီကြက်သားလေးပေါ့နော်ဆန်းထုတ်တဲ့နေကျင်ခံပေါ့နော်ဒီလိုဟာမျိုးလေးတွေ လုပ်ပေးလို့ရတယ်ပြီးတော့အရန်နာပြီဆိုလို့ရှိရင်မအကိုက်ခဲပြောင်းစင်ပါရာစီတမောလို့ဟာမျိုးဆိုဟုတ်ကောပေါ့နော်ဒီလိုဟာမျိုးကိုဆရာဝန်ညွှန်ကြားချက်နဲ့ညီပေါ့နော်ကလေးရဲ့အသက်အရွယ်နဲ့ကိုလင်းချိန်လိုက်ပေါ့နော်တိုက်ပေးလို့ရပါတယ် ဒီမှာနောက်ဆုံးအရေးကြီးဆုံးချက်ကဘာလဲဆိုလို့ရှင်ပေါ့နော်ဒီလိုမျိုး growing pain ပေါ့နော်နာကျင်ခိုက်ခဲ့မှုဝင်တာဆိုလို့ရှိရင်ဒီဒီဟာကြောင့်ဖြစ်တာမဟုတ်ပဲねတခြားယောဂလက္ခဏာအကြီးကြီးတစ်ခုခုကြောင့်ပေါ့နော်အဲရှေ့ပြေလက္ခဏာလိုဟာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဘာဘာလက္ခဏာညင်းတွဲပြီးရောဟိုပါတော့ရှိလို့ရှင်ပေါ့နော်ဆရာဝန်နဲ့အမြန်ဆုံးချက်ချင်းပြတင်တယ်လေပေါ့နော်အဲ့ဒါတွေကကြတော့ကလေးကဒီလိုမျိုးနာကျင်ကြိုက်ခင်မူဝေနာကိုတောက်လျှောက်ပေါ့နော်တောက်လျှောက်ခံစားနေရမယ်တနေကုန် တောက်လျှောက်ခံစားနေရမယ်မတက်တာဘူးပြီးရဲ့ခါကျတော့ကလေးကလမ်းမလျှောက်နိုင်ဖြစ်မယ်ပေါ့နော်ပြီးရဲ့ခါကျတော့ကလေးကဖြားမယ်ကိုလေးချိန်နေကြဆင်းမယ်ပြီးလို့ရှိရင်နားတဲ့နေရာမှာဆိုလို့ရှိရင်လည်းအဲလိုအစ်အစ်တင်ရောင်ရမ်းနေတာမျိုးနေရဲနေတာမျိုးဖြစ်မယ်ပြီးတော့အဲကလေးကဆိုလို့ရှိရင်အဲ့ဒီပေါ့နော်အဲကြက်တာကိုအဲ့ဒီနားတဲ့နေရာပေါ့နော်ထိလိုက်လို့ရှိရင်ပေါ့နော်လုံးဝဟိုအငိုမတိတ်တော့ဘူးတောက်လျှောက် အနာတာမရက်တော့ဘူးပေါ့နော်ဒီလိုမျိုးတောက်ချောင်းနာနေမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အဲဆရာဝန်နဲ့အညံဆုံးပြသတင်တယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးရပါပေါ့နော်အဲကလေးမိသားတွေအတွက်ပေါ့နော်အသုံးဝင်နေဆိုလို့ရှိရင် like and share လုပ်ပေးလို့ရပါတယ်အကလေးရဲ့ကျမ်းမာရေးဗဟုသုတတွေကိုအအနေနဲ့ပေါ့နော်မျှဝေပေးနေတယ်ဒီအ page လေးကိုလည်း follow လုပ်ထားလို့ရပါတယ်ခင်ဗျားအားလုံးကျမပြောရှင်တော့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ